ားလုံးပဲမင်္ဂလာပါရှင်ဒီစတဲ့ရွှေရှင်ကုမ္ပဏီမှကျေးဇူးပါတယ်ရှင်ညီမကဒီဗီဒီယိုလေးမှာဆိုရင်တော့မိတ်ဆွေတို့အရင်တုန်းကကိုက supplier စီကပစ္စည်းလေးတွေဝယ်ခဲ့တာရှိရဲဒါကမှကိုကအကျွေးလေးတွေပေးစရာရှိရပါတော့ဒီလိုမျိုးကိုက supplier ကိုပေးရမယ့်အကျွေးစရင်းကိုလဲဆော့ဝဲထဲမှာမှတ်သားခြင်းနဲ့ဆိုလို့ရှိရင် ကိုကအကျိုးစရင်းကိုမှတ်ချင်နေဆိုရင်ဒီအဆက်အသွယ်များဆိုတဲ့ကဏ္ဍထဲမှာမှကုံရောင်းသူဆိုတာရှိပါတယ်ဒီကုံရောင်းသူဆိုတဲ့နေရာမှာညီမတို့ကလာပြီးတော့မှတ်လို့ရပါရဲ့ရှင်ဒီကုံရောင်းသူကလည်းခုနကညီမပြောခဲ့တဲ့ပထမပြောခဲ့တဲ့ဗီဒီယိုထဲမှာပါတဲ့ကုံဝင်သူဆိုတဲ့အချက်လတ်နဲ့အတူတူပါပဲညီမတို့ကနာမည်ထည့်မယ်ပြီးတော့ကျွေးကြံတမိုးတွေထည့်မယ်အုပ်စုကြီးဆိုတဲ့နေရာမှာလည်း default crew လား live crew လားဆိုညီမတို့က crew လေးတွေခွဲပြီးတော့လည်းမှတ်လို့ရပါတယ်ကိုကမနော်ဟိုကိုက supplier ဆီကဝယ်နေပေါ့ supplier က live လို့ရောင်းတော့ကိုကဝယ်ခဲ့တာဆို လုပ်ရှင်တော့ညီမတို့က live group လေးကိုရွေးလို့ရမယ်ပြီးရင်ကြွေးကြတာမှုပမာဏကိုထည့်ပေးမယ်ဖုန်းနံပါတ်လေးထည့်မယ်လိပ်စာလေးလေးထည့်မယ်ပြီးရင်တော့တင်လို့ရပါပြီရှင်ဒီတော့ညီမကကုံရောင်းသူရဲ့ညီမအကျွေးပေးရမယ် supplier ရဲ့ name လေးကိုညီမထည့်လိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ပါမောင်ပါပါမောင်ဆိုတဲ့နာမည်နဲ့ပေါ့နော်အဲဒီ supplier ကြီးကညီမဝယ်လိုက်တဲ့ကျွေးချန်တံမိုးကတသိန်းခွဲဒါဆိုညီမတသိန်းခွဲလို့ထည့်ပါမယ်။ တသိန်းခွဲလို့ညီမထည့်ပြီးသွားပြီဆိုရင်နောက်တစ်ချက်ကတော့ဖုန်းနံပါတ်ပါဖုန်းနံပါတ်ကိုညီမကထည့်လိုက်ပါမယ်ရှင်ဖုန်းနံပါတ်လည်းထည့်ပြီးပြီဆိုလို့ရှိရင်လိမ့်စာပါလိမ့်စာကမထည့်ခဲ့လည်းရပါတယ်ထည့်ရင်လည်းရပါတယ်ရှင် ဒါဆိုရင်တော့ညီမကတိမ့်ပြီဆိုပြီးတော့တိမ့်လို့ရပါတယ်။သူကလည်းခုနကအဆက်တန်များထဲမှာညီမအရှိမရိုက်ခဲ့တဲ့ဗီဒီယိုလေးတစ်ခုမှာပါတဲ့ကုံဝဲသူထဲမှာရှိရဲ့ကြွေးချံတွေကိုထည့်တဲ့သဘောနဲ့တူတူပါပဲ။ဒါကြောင့်မလို့ညီမတို့ကကြွေးချံတန်မှုကိုတခါတည်းဖန်ဖန်ကန်ကန်ထည့်ပေးရမှာပဲဖြစ်ပါရဲ့ရှင်။ဘာကြောင့်လဲဆိုတော့ညီမတို့ကဒါက opening ထောင်တာဖြစ်တဲ့သဘောတရားပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးထည့်လိုက်တာကဒါ opening မှာပဲပေါ့နော်။ဒါကြောင့်မလို့ညီမတို့ကဒီမှာထည့်ပြီးသွားပြီဆိုရင်တန်မှုပမာဏကပြင်လို့မရပါဘူး။အဲ့ဒါကြောင့်မလို့ဒီမှာတခါတည်းကြွေးချံတန်မှုကိုမှန်မှန်ကန်ကန်လေးထည့်ခဲ့ပေးပါ ကိုညီမကအကြံပေးခြင်းပါရရှင်။ဒါဆိုရင်တော့ကိုထိုက်ခဲ့လိုက်တဲ့အချက်လက်လေးတွေမှန်ပြီဆိုရင်တိမ့်ပြီဆိုပြီးတော့တိမ့်နိုင်လို့ရပါရဲ့။ဒါဆိုရင်တော့ခုနကညီမတိမ့်ခဲ့လိုက်တဲ့ပါမောင်ဆိုတဲ့ supplier ကိုညီမတွေ့ရပါမယ်။သူ့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်လိပ်စာစတဲ့အချက်လက်တွေနဲ့ကိုပေးရမယ့်ပတ်စံပမာဏကိုညီမတို့တွေ့ရမှာပဲဖြစ်ပါရဲ့ရှင်။ ဒီတော့ဒီ supplier ကိုမှညီမကထည့်ခဲ့လိုက်တယ်မှားတာလေးတွေရှိလို့ပြန်ပြီးတော့ပြင်ကျင်နေပေါ့နော်အချက်အလက်တစ်ခုခုပြင်ကျင်နေဆိုလို့ရှိရင်ကိုပြင်ကျင်တဲ့ supplier ရဲ့နာမည်ပေါ်မှာဒီလိုမျိုးကလေးလေးချလို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းညီမတို့ကဒီလိုပဲလာပြီးတော့ခဲရန်လေးကိုနှိပ်ပြီးတော့လည်းပြင်လို့ရတယ်ဒီတော့ညီမတို့ကဒီဘာမောင်ကိုပြင်ကျင်နေဆိုလို့ရှိရင်ဘာမောင်ကိုမှခဲရန်လေးကိုနှိပ်ပြီးတော့ညီမတို့ကနာမည်ပြင်မှာလားပေါ့နော်ဒါဆိုလို့ရှိရင်ညီမကဘာမောင်မဟုတ်ဘူး ဥကြံကဲရေပေါ့နော်ဒါဆိုလို့ရှိရင်ဥပမောင်ဆိုဥပမောင်ဆိုပြီးတော့နံပါတ်လေးပြင်ပြီးတော့ကျမတို့ကသိမိကိုနှိပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီမှာကျမတို့ဘာတွေပြင်လို့ရလဲဆိုတော့နံပါတ်ပြင်လို့ရတယ်ပြီးတော့ဒီမှာ group တွေကိုပြင်လို့ရပါတယ်ဖုန်းနံပါတ်နေရာလိပ်စာစတာတွေကိုပြင်လို့ရညီမခုနကပြောခဲ့သလိုပါပဲအကျွေးချန်တန်မှုပမာဏမှာကျမတို့လုံးဝပေးမပြင်ပါဘူးရှင်အဲ့ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင် ဒီကြွေးကြံတန်ဖိုးကတော့ကင်းနစ်ခလုတ်လေးမပါပါဘူးအဲ့ဒါကြောင့်မလို့ညီမတို့ကစရင်ကိုစပြီးထည့်ကြရရမမှန်ကန်ကန်ထည့်ကြရပါမယ်ကိုပြင်းနေတာလေးတွေရှိလို့ပြင်ပြီးပြီဆိုရင်တော့အသိမ့်ပြီးဆိုတာလေးကိုနှိပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ပါပါမဟုတ်တော့ဘဲနဲ့ဥပမောင်ဆိုပြီးတော့ပြောင်းသွားတာပဲဖြစ်ပါရဲ့ဖြတ်ချင်တာလေးတွေရှိလို့ရှိရင်လည်းညီမတို့ကဖြတ်ချင်တဲ့ supplier ကိုညီမတို့ကဖြတ်လိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီတော်မြောင်ကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းတော်မြောင်ကိုညီမတို့ကဒီကအမှိုက်ပုံးလေးပေါ့နော်အမှိုက်ပုံးလေးမှနှိပ်ပြီးတော့ဖြတ်လို့ရပါတယ်ရှင် အဲ့ဆိုရင်ဖိုင်ဘုံလေးကိုနှိမ့်လိုက်လို့ရှိရင်သူကဖြတ်မိသေးချပါသလားဆိုပြီးတော့ box လေးကျလာပါတယ်။ကိုကတကယ်ဖြတ်တော့မယ်ဆိုရင်တော့ yes ကိုယူထည့်ပေးလို့ရပါတယ်ရှင်။မဖြတ်ဘူးဆိုရင်တော့ no ဆိုပြီးတော့ထားလို့ရပါတယ်။ဒါဆိုရင်ကိုက supplier ကိုအကျွေးပေးဖို့အရင်အဟောင်းထဲမှာကြံခဲ့တာလေးတွေကို software လေးထဲမှာဘယ်လိုမျိုးလာပြီးတော့အစရင်ထည့်လို့ရမယ်ဆိုတဲ့အကြောင်းလေးကိုညီမကပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲတာယာအချမ်းတော်နေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။